အပြိုကြီးပဲခေါ်ကြပါဖန်နေကလည်းအပြိုကြီးပဲခေါ်ကြဟိုပွဲမှာတချင်းဆိုလဲဆိုတော့အောက်ကနေပြိုကြီးဆိုရလမ်းခေါ်ကြမဆိုးပါဘူးဟိုအတက်က36နှစ်ရှိတော့မှဆိုတော့မဆိုးပါဘူးပြိုကြီးပါပဲအဖိုးရှိမှတော့ဘယ်တော့စားမလဲဆိုတာမရှိပါဘူးအိမ်အောင်မပြုတ်ဖြစ်ဖို့တော့များပါတယ်ဒါတော့ဟိုဒါစုပင်းနဲ့ ခေဝင်ရန်တို့ပွဲလေးမှာပို့တခြင်းလာပြီးတော့ဖြောက်ပြပေးရအောင်နော်တခြင်းဆိုပေးဖို့ပေါ့နော် marry me ဆိုတဲ့တခြင်းလေးနဲ့ဖြောက်ပြပေါ့နော်ကဲတခြင်းလေးလက်ခံ marry me ဟုတ်တယ်တခြင်းပွဲလေးနဲ့လိုက်ဖက်နေအာကိုနေမနေကတော်တော်လေးဟိုပေါ့နော်ဟိုလိုက်ဖက်ပြီးတော့ရဲချောရရပေါ့နော်အဲ့ဒါနေမှာအစောတော့ပွဲရပြောနေကြသေးတယ် ဟိုချော့တယ်ပေါ့နော်ဆိုတော့အင်းမောမင်းသားမင်းသမီးဆိုတော့ချော့တာပေါ့နော်အချစ်စရာလေးအဲအရင်လည်းပြီးတော့ချက်တည်ရှိရဲအဲဒီပွဲလေးကိုမြင်ရတဲ့အတွက်လည်းဟိုသူတို့အတွက်ဟိုပျော်တယ်ပေါ့နော်နောက်ပြီးတော့ congratulation ပါမင်္ဂလာစနီးမောင်နှံအခုချိန်ရဆက်ပြီးတော့နှစ်ပေါင်းများစွာချစ်ကြအောင်ပျော်ပျော်ရွှင်ရွှင်ချစ်ချစ်ခင်ခင်နားလည်မှုတွေနဲ့ရှေ့ဆက်သွားနိုင်ပြီးတော့အာအေဂျင့်တာရတဲ့မိသားစုဘဝပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါရရှင်ဖိတ်စာလေးကိုလည်းနော်ဒီလေးနဲ့ကြည့်ကြည့် ်ဟုတ်တယ်ပူကီနဲ့ပဲဘွားဖွင့်လာနားလေအတူတူကြည့်ကြတာတော့ပူကီနဲ့တူကြည့်ရအောင်ပူကီနဲ့ပဲကြည့်ရရှိရယ်ပူကီကခေါ်လာခဲ့မလို့ဒါပေမဲ့ဟိုကမင်္ဂလာတောင်မှ లై ကိုက်နေမှာ లై တော့မကိုက်သူက లై ပြီးတော့ရှုပ်နေမှာဆိုလို့တော်ခါကြာမင်းမင်းသားရှိရရှိတယ်ဘယ်တော့စားမလဲဘယ်လိုစားမလဲဘွာတော့ဟိုအဲ့လိုမျိုးပူပူရှိမှာတော့ဘယ်တော့စားမလဲဆိုတာမရှိပါဘူး အိမ်အောင်မပြုတ်ဖြစ်ဖို့တော့များပါတယ်အမှတ်မထင်မဲနဲ့ဟောနော်ဟိုအိမ်အောင်နေပါကြီးကြားခဲ့ရင်တော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့လောလောဆယ်တော့ဟိုတယောက်တည်းနေရတာသဘောကျပါတယ်ဒီခါကျတော့ခဏဝါကြည့်ရောအာဓပုံလေးနေကြည့်တယ်ဗီဒီယိုဖိုင်လေးကြည့်ရောအားကြရဲပေါ့နော်အဲအဲ့လိုမျိုးသဘောကျတယ်ပေါ့နော်ဒီလိုပါပဲဟုတ်ဟုတ်အချစ်ကတိမ်ဝေးပေါ့တကယ်ဝူးမြတ်နေအချစ်လို့ င်ရတဲ့အချက်တွေသူတို့နှစ်ယောက်တွေ့ရအေးအေးလေးတွေဆိုတော့လေပြီးတော့အဓိကကိုကိုရော ကိုဟင်းဝင်ရနေတော့တိတ်တွေ့ရမဟုတ်ဘူးတိတ်ခါအကိုနဲ့တစ်ခါနှစ်ခါလောက်ပဲမြင်ဘူးတယ်ခင်ဗျ Music video တခုရိုက်သေးတယ်ဒါပေမဲ့အဲ့ Music video ကတကိုးကိုးဝါလို့ကိုးကိုးဝါဟိုပါလေအောင်အောင်မျက်ရှည်ကသူ့ပြည့်စည်ရေဟိုပါလေခွဲပြီးတော့ laptop ရပါွားအဲ့ဒီမှာ မျိုးစစ်ပြီးတော့မထွက်လာအောင်အဲ့ဒီခေါက်ရဲ့နောက်တစ်ခေါက်တော့ပဲတွေ့ပြီးထင်တယ်ဒါပေမဲ့ဆိုဖီးယားကတော့အမြဲတမ်းလိုလိုကိုနဲ့လည်းတွေ့နေကြဆိုတော့ဆိုဖီးယားအေးတယ်စကားလည်းသိမပြောဘူးအမအဲအမအဲ့လိုအဲ့လိုပဲဟိုပူပူရဲ့ဆိုဖီးရဲ့မဒီရဲ့အဲ့သုံးယောက်ကဟိုတခါကြရင်လည်းစုံပြစ်တယ်မဒီတို့အိမ်မှာလည်းစုံပြစ်တယ်ပေါ့နော်ဟိုအဲ့ဟိုအဲ့တော့ဆိုလို့ရှိရင်လည်းဆိုဖီးယားအဲ့လိုမျိုးဟိုတကယ်အေးတယ်တဲ့မှာပါပါတယ်သူကသူနှစ်လိုပဲလေကောင်းနေဟုတ်ဟုတ်တယ်ဟုတ်တယ်သူသူလိုမျိုးနေနိုင်မို့ဆိုတော့မလွယ်ဘူးဟုတ်ဟုတ်โอเค ။ဘုရုကြောင့်လည်းနည်း fighter လို့နေရ။ပွက်တက်တွေတော့မြောက်ပွက်တက်တွေလည်းစားနေမှာပေါ့။ပွဲရလည်းမစားပါဘူးဝိတ်ချနေလို့ကောင်းပါရဲ့သူများပွဲလေးတွေတက်တာပဲကောင်းပါရဲ့ဟုတ်ဟုတ်ဘိုးတို့ကြတော့လဲဟိုအပူအပူပင်ကြတော့ကိုတယောက်တည်းဆိုတော့လေမရှာနိုင်သေးဘူးဒီကပွဲတွေခေါ်လိုက်ထားချလိုက်တယောက်တည်းနေရင်တတ်ပါတယ်ဆိုခံစားရမယ်တယောက်တည်းစီရဟုတ်ဘိုးတို့ကြတော့တယောက်တည်းနေရောလဲဟိုတောက်ပါပါတယ်မိသားစုဒီလိုမျိုးချစ်ချစ်ကြင်ကြင်နဲ့ကို့ချစ်မဲ့လူရှိရောလဲအားကိုရတဲ့ အမျိုးသားရှိတော့လဲကောင်းတာပေါ့နော်အဲဟိုဟိုတယောက်ထဲလဲကောင်းပါတယ်အဲ့တော့ပိုးကပြောမယ်ဆိုရင်အပြိုကြီးဖြစ်ခြင်းဟာလဲအာတင်းနေတယ်တကယ်လို့အိမ်အောင်ကြသွားရင်လဲကောင်းပါတယ်ဟောဘယ်ဟာဖြစ်ဖြစ်ဟိုသူကအိမ်အောင်တဲ့ဘဝနဲ့အပြိုကြီးဘဝမှာတော့သိုးအကောင်ရှိရပေါ့တယောက်ထဲရှိရကြတော့လဲတောက်ပါပေးမယ်တစ်ခါကျရင်ဟိုအထီးကျန်နေအာကိုရမယ်လူလဲမရှိဘူးအာတခုဆိုလို့ရှိရင်တိုင်မီမောတိုင်မီဘတ်မရှိဘူးပေါ့နော်အာဒီ lonely boy ကိုဖျက်တမ်းရတာပေါ့နော်အဲအိမ်တော်တဲ့ဘွားကြတော့လဲဟို ိုတာသမီတွေနဲ့နည်းနည်းတော့လှုပ်ရှုံပါပေါ့နော်ဆိုတော့အဆိုးကောင်းတစ်ခုလုံးရှိပါတယ်အပြုံးကြီးတို့ပေါ်ရင်စိတ်ဆိုးလာမဆိုးပါဘူးဟိုတက်က36နှစ်ရှိတော့မှဆိုတော့မဆိုးပါဘူးအပြုံးကြီးပါပဲအပြုံးကြီးတို့ခေါ်ရင်လူတော်များပါဘူးအပြုံးကြီးပဲခေါ်ကြပါဖန်တွေကလည်းအပြုံးကြီးပဲခေါ်ကြဟိုပွဲမှာတချင်းဆိုလဲဆိုတော့အောက်ကနေပြိုကြီးဆိုရလမ်းခေါ်ကြစိတ်မဆိုးပါဘူးမဆိုးပါဘူးတခြားအော်ဖန်နေရလဲအမြဲအပြိုကြီးပြိုကြီးယောက်ျားမျိုးနဲ့ပဲပြောနေကြဆိုတော့လဲသူတို့စိတ်ချမ်းသာအောင်ဖန်နေစိတ်ချမ်းသာအောင်ဘောအပြိုကြီးလောက်တာဘောသူတို့ရောဒါဘယ်လို တို့မြင်တော့ကတော့မိမဆွေမျိုးအတိုင်းဝိုင်းရောပြည်သူပြီးတော့တို့နှစ်ယောက်ကလည်းအေဂျင့်နဲ့မိသားစုလေးဖြစ်ဖြစ်နိုင်ဟိုအေဂျင့်နဲ့မိသားစုတွေဆိုတော့အာတို့အများကြီးစုဆောင်ပေးကြတော့မလိုပါဘူးအခုတော့မှဟိုလူတွေဝိုင်းချစ်တာလည်းခံကြရရတယ်နောက်ပြီးတော့ဟိုမိန်းကလေးတယောက်နေနေပေါ့နော်ဟိုအားကြရတဲ့အနေထားအောင်ဖြစ်နေရဆိုတော့တို့အများကြီးစုဆောင်ပေးကြမလိုပါဘူးအကောင်းဆုံးနေဖြစ်လာမှာပါဟုတ်ကျေးဇူးတင်ပါတယ်